ဖက်ဒရယ်စနစ်ကြောင့်ရလာမဲ့အကျိုးကျေးဇူးလူမျိုးစုံယဉ်ကျေးမှုစုံဘာသာစကားစုံဒလိစုံနဲ့မြန်မာနိုင်ငံအတွက်အတိတ်တော်ဆုံးကဖက်ဒရယ်စနစ်လို့အများစုက လက်ခံထားကြပါတယ်ဖက်ဒရယ်စနစ်ကိုတိဆောက်နိုင်တာဟာမြန်မာနိုင်ငံအနှံ့မှာမှီတင်းနေထိုင်နေကြတဲ့တိုင်းရင်းသားလူမျိုးစုအတီးအတီးအတွက်အ धिक အခွင့်အလမ်းများစွာကိုသေဆောင်လာနိုင်ွယ်ရှိတယ်လို့လဲထောက်ပြကြပါတယ် ဖက်ဒရယ်စနစ်ပေါ်ဆောင်နိုင်ရင်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကို လေ့လာတင်ပြလိုက်ရပါတယ်ဖက်ဒရယ်ကြောင့်ရလာမဲ့အကျိုးကျေးဇူးတွေထဲက6ချက်ကို ပြောပြပြီးသွားပါမယ်နံပါတ်1နိုင်ငံရေးအရာကိုစားပြုမှုနဲ့အားလုံးပါဝင်မှုဖက်ဒရယ်စနစ်အရာလူမျိုးစုအားလုံးဟာဘ ਹੁ အစိုးရရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်မှာပါဝင်ခွင့်ရှိရမှာဖြစ်ပါတယ်ဖက်ဒရယ်စနစ်မှာ ဒေတာဆိုင်ရာအစိုးရတွေရှိနေတာကြောင့်ဒေတာခံလူထုအတွေ့နိုင်ငံရေးအုပ်ချုပ်ရေးကိစ္စရပ်တွေမှာထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နိုင်ဖို့အခွင့်အလမ်းပိုများလာစေပါတယ်။လူမျိုးစုပြည်နယ်တွေအနေနဲ့မိမိတို့ရဲ့စံတန်ဘိုးတွေနဲ့လူလားချက်တွေကိုမျှဝေခံစားနားလည်ပေးနိုင်တဲ့ကုသလေတွေကို မိမိဒေတာမှာရွေးကောက်တင်မြှောက်ခွင့်ရလာမှာဖြစ်ပါတယ်။လူမျိုးစုပြည်နယ်ဒေတာခံတွေရဲ့ အကျိုးစီးပွားတွေကိုနိုင်ငံတော်အစ်စ်မှာလုံလုံလောက်လောက်ကိုစားပြုထင်ဟခွေရလာမှာဖြစ်ပါတယ်။ဒီအခင်းအကျင်းအရဆိုရင်လူများစုလူမျိုးစုတွေအတွက်သာမကပဲလူမျိုးစုအလုံးရဲ့လူလားချက်တွေကို ဖြည့်ရှင်းဆောင်ရွက်နိုင်မဲ့ပုံမူမျှတာတဲ့မူဝါဒတွေစီဦးတည်စေနိုင်ပါတယ်။နံပါတ်1ကိုပိုင် ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့် ဖယ်ရယ်စနစ်တည်ဆောက်နိုင်ခဲ့ရင် လူနည်းစုလူမျိုးစုတွေတမိုင်းနဲ့ချီလိုလားတောင်းတလာခဲ့တဲ့ကိုပိုင်ပြတ်ထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုရရှိလာမှာဖြစ်ပါတယ်။လူမျိုးစုဒေတာအစည်းအသီးမှာဒေတန္တရဥပဒေတွေချမှတ်ပြီးပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကဏ္ဍတွေမှာမိမိဌာနေဒေတာနဲ့ကိုက်ရည်တဲ့မူဝါဒတွေချမှတ်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ ပြည်내အစိုးရတွေအနေနဲ့စာတင်ကြောင်းတွေမှာမိမိလူမျိုးစုဘာသာစကားတွေကိုတင်ကြားခွင့်ရလာနိုင်ပါမယ်။မိမိဌာနေဒေသရဲ့ယဉ်ကျေးမှုနဲ့ထုံတမ်းအစဉ်အလာတွေကိုထိမ့်သိမ်းစောက်ရှောက်မြင့်တင်မဲ့မူဝါဒတွေကိုအကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မှာဖြစ်ပါလိမ့်။နံပါတ်3စုံလင်ယဉ်ကျေးမှုကိုထိမ့်သိမ်းမြင့်တင်နိုင်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာတဲ့လူမျိုးစုဒေသတွေဟာမိမိရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု ဘာသာစကားနဲ့ဓလိထုံတိုင်းတွေကိုဥပဒေအရထိမ့်သိမ်းကာကွယ်မြစ်တင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ဒါဟာယဉ်ကျေးမှုအရဝါမျိုးတိုက်စားခံရတာကိုကာကွယ်ပေးနိုင်ပြီးနောက်မျိုးဆက်တွေအတွေ့မိမိတို့ရဲ့အမှတ်သားတရုတ်ကိုဆက်လက်ထိမ့်သိမ်းလက်စစ်ကမ်းခွင့်ပုံမူအားကောင်းလာစေမှာဖြစ်ပါတယ်။မတူညီတဲ့ယဉ်ကျေးမှု အုပ်စုအသီးသီးတွေပုံမူများပြားတဲ့လုပ်ပိုင်ခွင့်တွေရရှိလာစေပါတယ်။ကိုဒေတာမှာ ကိုဘာသာဖော်ဖြိုးတိုးတက်ရေးလှုပ်ဆောင်တာကိုလူမျိုးရဲ့ယဉ်ကျေးမှုဓလေ့တွေ အတွက်သုတေသနဌာနတွေဖွဲ့စည်းတာစသဖြင့်လှုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။နံပါတ်၄ပဋိပက္ခရှော့ချမှုနဲ့ငြိမ်းချမ်းရေးဘိုးအစိုးရထဲမှာလူနည်းစု လူမျိုးစုတွေကိုပါဝင်ဆုံးဖြတ်လုပ်ပိုင်ခွင့်ပေးထားတဲ့ဖက်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းအရာဖြစ်တည်လာတဲ့လူမျိုးရေးအရာတင်းမာမှုနဲ့မယုံကြည်မှုတန်တရားတွေကိုရှော့ချပေးနိုင်ပါတယ်။မတူကွဲပြားမှုကိုအတိမတ်ပြုထွေးပွေပြီးအမျိုးသားဒန်းတူညီမျှမှုနဲ့တဟဇာတာဖြစ်တဲ့ငိမ့်ချမ်းလူအဖွဲ့အစည်းကိုဖန်တီးနိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။နံပါတ်၅အစိုးရစွမ်းဆောင်ရည်မြန်မာစေနိုင်မှုဘောဂဗီရပညာရှင်တွေရဲ့အလို့အရာ ဒေတန်တရအစိုးရတွေကို ဆုံးဖြတ်ချက်ချနိုင်တဲ့အခွင့်အာဏာပိုးပေးအပ်တာကဘိုလ်ချုပ်ကင်မှုကဲတဲ့အစိုးရအုပ်ချုပ်မှုပုံစံထက်စွမ်းဆောင်ရည်ပိုမြင့်တဲ့ဆိုတာကိုတွေ့ရှိရပါတယ်။အကြောင်းရင်းကတော့ဒေတန်တရအစိုးရတွေကသာမိမိဒေသရဲ့လူအပ်ချက်ကိုပုံမူသိရှိနားလည်ပြီးတစ်တစ်လျှောက်ပတ်တဲ့မူဝါဒတွေကိုရွေးချယ်ချမှတ်နိုင်တာကြောင့်ဖြစ်ပါတယ်။နံပါတ်6မူဝါဒစမ်းသပ်ခွင့်ပိုများစေမှု မတူညီတဲ့မူဝါဒအမျိုးမျိုးကိုမတူညီတဲ့ဒေတာအတီးတီးမှာစမ်းသပ်စစ်သုံးပြီးအောင်မြင်မှုအရှိဆုံးမူဝါဒကိုရွေးထုတ်ကာကြံဒေတာတွေမှာလက်တွေ့အကောင့်ထဲပေါ်ချမှတ်ဆောင်ရွက်နိုင်ပါလေ။ဒါကြောင့်လူမျိုးစုံဘာသာစကားစုံယဉ်ကျေးမှုစုံဒလိစုံတည်ရှိနေတဲ့မြန်မာနိုင်ငံအတွက်ဖက်ဒရယ်စနစ်ကကောင်းကျိုးများစွာယူဆောင်လာနိုင်တယ်ဆိုတာကိုတင်ပြပေးလိုက်ပါရစေ။ဖက်ဒရယ်စနစ်တည်ဆောက်ခြင်း အကောင့်တွေဖော်ခြင်းကနည်းနည်းကျပြတ်တဲ့အတွက်နောက်ပိုင်းမှာလည်းဆက်လက်ဖော်ပြပြီးသွားပါဦးမယ်။